ခွင်ကိုတော့လူတိုင်းသိကြပါရဲ့နော်ခါလဲခွင်ကိုငယ်တုန်းကတော့ကစားစရာဖြစ်ကစားကြသလိုကြီးလာတော့လေဒီခါလဲခွင်ကဆိုလို့ရှိရင်ကိုယ်လေးချိန်ချော်ချော်ဖို့အတွက်အသုံးဝင်နေပြန်ပါတယ်ခါလဲခွင်နဲ့ခါလဲတယ်ဆိုတာကလက်တက်တဲ့သူတွေအတွက်တော့လွယ်တယ်ဆိုပေမဲ့မလက်တက်တဲ့သူတွေအတွက်တော့အတော်လို့ရောခင်ရတဲ့ကစားနည်းပါပဲနော်ပြီးတော့လက်တက်သွားမယ်ဆိုလို့ရှိရင်လည်းပြောစရာကောင်းပြီးတော့ကျင်ညက်စရာကောင်းပါရဲ့နော်အဲ့ဒါကြောင့်ဒီဗီဒီယိုအေးထဲမှာ ခါလက်ကွင်းနဲ့ခါလက်တဲ့အခါမှာဘလို့အကျိုးကျေးဇူးတွေရမလဲဆိုတာကိုပြပြပြသားမှာဖြစ်ပါရဲ့ရှင်ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့ရေးပါနေအောင်နော်ပထမဦးဆုံးကတော့ပြည့်စက်ပုံမှာပြေးတာတော့ဒီပါကယ်လိုရီကိုလောက်ကျွမ်းစင်နိုင်ပါရဲ့နော်ခါလဲခွင်ကိုမိနစ်30လောက်ပြုတ်မကြပဲတောက်လျှောက်လိုက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ကယ်လိုရီ230လောက်လောက်ကျွမ်းစင်ပြီးတော့ တနိုင်လောက်လှည့်မယ်ဆိုလို့ရှိရင်เนาะကယ်လိုရီ400လောက်လောက်ပြည့်စေပါရယ်เนาะဒီပမာဏကဆိုလို့ရှိရင်ပြည့်စက်ပေါ်မှာနိုင်ခွက်တနိုင်လောက်ပြည့်လို့လောက်ကျန်သွားတဲ့ကယ်လိုရီပမာဏနဲ့အတူတူပါပဲเนาะဒါပေမဲ့အချိန်ကြာကြီးထည့်လို့ရှိရင်ခါကိုထိခတ်လာနိုင်တဲ့အတွက်ကြောင့်သုတေသနပညာရှင်တွေကတနေ့ကိုနိုင်ခွက်လောက်သာခါလဲပေးပြီးတော့တရချတကာလှည့်ပေးတင်တယ်လို့အကြံပြုထားပါတယ်ရှင်နောက်တစ်ချက်ကတော့အိထမတေဘိုက်လီဂျင်ရဲ့နေရာမှာအစားတော်လိုလိုရတဲ့ကစားနည်းတစ်ခုပဲဖြစ်ပါတယ်เนาะ အဲ့ထမတဲ့ဘိုက်လေဂျင်ကန်ကအရန်ကိုခက်ခက်ပြင်မဲ့နေဆိုတာကိုလူတိုင်းသိမှာပါနော်။ဒါပေမဲ့ तू ကဘိုက်လေဂျင်ကန်အတွက်အတော်လို့အရေးပါပါတယ်။အခုနောက်ပိုင်းမှာတော့ခားလက်ကွင်းတွေပေါ်လာပါပြီနော်။လိလချက်တွေအရာခားလက်တာဆိုလို့ရှိရင်ဝမ်မိုက်အစီတွေကိုကြားစီုံသားမကခားရဲ့အစီတွေကိုပါလောက်ကျန်းစီတဲ့အတွက်ကြောင့်ဒီခားလက်တာဆိုလို့ရှိရင်အဲ့ထမတဲ့လေဂျင်ကန်နေရာမှာအစားတို့လုံးလို့ရတဲ့ကစားနည်းတစ်ခုပဲဖြစ်ပါတယ်နော်။နောက်ပြီးတော့နှလုံးကိုလည်းအကောင်စေပါရစေ ခါလက်ကွင်းလေလား15မိလောက်ကြာလို့ရှိရင်နှလုံးခုန်တံတွေစမြင်လာတာကိုသတိထားမိပါလိမ့်မယ်နော်နှလုံးခုန်နှုန်းလေးမြင်လာလေလေနှလုံးကပိုလုံးလုံးရပြီးနှလုံးကြက်သားတွေကလည်းညံ့ရကောင်းလာတဲ့အတွက်ကြောင့်သွေးလက်ပတ်မှုကိုကောင်းစေပါတယ်နော်ငယ်တော့ကတော့နှလုံးကျန်းမာရေးကိုဘသူမှဂရုမထားကြပါ့မယ်အသက်ကြီးလာတဲ့အခါကျရင်တော့လေ့ကျင့်ခွင်တွေလိုက်စားခဲ့တဲ့အတိတ်ကသင်ကိုယ်တွေပြန်ပြီးတော့ကျေးဇူးတင်နေရပါလိမ့်မယ်နော်နောက်တစ်ချက်ကတော့တစ်ချိန်လုံးတိုင်းပြီးအလုံးလုံးနေရလို့ညောင်းနေတဲ့ခါကိုပြန်ပြီးတော့အားကောင်းလာစေပါနဲ့နော် ခါရတဲ့အခါမှာအရှင်နောက်ပင်ညာဟန်ချက်ထိန်ပြီးတော့လှုပ်ရှားရဖြစ်တဲ့အတွက်ကြောင့်တနေ့လုံးထိုင်ပြီးတော့အလုံးလုံးရတော့အညောင်းမိနေတဲ့တင်ဟာကိုပြန်ပြီးတော့အကောင်းလာစေပါရနော်ခါနောက်ပိုင်းရဲ့ကြွတာတွေကိုအဓိကထားပြီးတော့အလုံးလုံးတာဖြစ်တဲ့အတွက်ကြောင့်ပင်မကြော်ရိုးစီကိုသွေးစင်းဝင်မှုကပိုကောင်းပြီးတော့အကြောတွေကိုလည်းပြေစေပါရနော်အားချက်ကတော့ခါနဲ့ခါနောက်ကြောကိုနှိမ့်နေပေးပါရနော်ခါလက်ဘူးလက်သူတိုင်းတိမာပါနော် ခံလဲနေတဲ့အခါမှာဘိုင်းနဲ့ခါတဝိုက်ကိုလာထီးတဲ့ကွင်းလေးကြောင့်အနစ်ခံနေရတယ်လို့ခံစားမိကြမှာပါနော်။တက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းအကြောမြင့်နေတာကိုလက်တွေ့ထပ်ပြီးတော့ခံစားရမှာပဲဖြစ်ပါရဲ့နော်။နောက်တစ်ချက်ကတော့အုံနှောက်အားကောင်းစေပါရယ်နော်ခါလဲတာနဲ့တရားထိုင်တာနဲ့ကပုံစံတူရဆိုလို့ရှိရင်အံ့ဩသွားမလားမသိဘူးနော်တရားထိုင်နေဆိုတာကအသက်ရှင်နေတဲ့စီချက်ကိုလိုက်မရတာဖြစ်ပြီးတော့ခါလဲရယ်ဆိုတာကလည်းလှည့်နေတဲ့ခါလဲခွင်ကိုပြုတ်မကြအောင်အောင်ဆက်ထားရတဲ့အတွက်ကြောင့် အုံနောက်ရဲ့စူးစိုက်မှုစွမ်းရည်ကိုတိုးတက်လာစေပါတယ်နော်နောက်ဆုံးအချက်ကတော့စိတ်တကြနေတာတွေ၊ဥဝံမှုများတာတွေကိုချွတ်ချပေးပါရနော်။လက်ကျင်ငယ်လုပ်တဲ့အခါမှာထွက်လာတဲ့အန်ဒိုဖင်ဟော်မုန်းကြောင့်စိတ်တွေကပျော်ရှင်ပြီးတော့စိတ်တကြတဲ့ဝေဒနာ၊ဥဝံမှုများတဲ့အလုံးကပျောက်သွားမှဖြစ်ပါရနော်။အခုပြပေးခဲ့တာတွေကတော့ခါလက်ကူမြေခါလက်လို့ရှိရင်ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါရနော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။